ပန်းတေပန်းညိုဖြစ်နေလို့ပါဆိုပြီးတွဲခေါ်နေပြီမလို့လဲပဲ။နော်အဲ့ဒါအခြေအနေနှစ်ခုကမတူဘူးနော်။အဲ့တော့ပန်းညိုတယ်ဆိုတာကကြတော့ ုနမျိုးသူထောင်မှန်းမှုကသူကနေသူရှိတယ်မာသေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အရင်နှောင်းကတော့မမာတော့တာပျော့ပျော့ကြီးဖြစ်နေပြီးတဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်အမိုးစကူဒူးရတာအဆင်မပြေတော့တာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ပန်းညိုးတယ်လို့ခေါ်တယ်အညိုးယုံမဲ့ညိုးတာသူကမသေးသေးဘူးနော်အဲ့တော့ပန်းသေးတယ်ဆိုတာကဘာဖြစ်လဲဘလို့လှုပ်လှုပ်မာမလာတော့တာဒီတိုင်းကဒီတိုင်းပဲဖြစ်ပြီးတော့ဘလို့မကိုနော်ထမလာတော့တာအဲ့ဒါကိုကျတော့ပန်းသေးတယ်လို့ပြောတာပေါ့ ဲ့တော့ကျတော့အဲဆရာဝန်နေနေနေနဲ့ကကျတော့နောက်ကိုစေးပေးလိုက်လို့ရှိရင်ဒီယောဂါတတ်တာလာနိုင်လားမတတ်တာနိုင်ဘူးလားဘယ်လိုပုံစံနဲ့ကြည့်လဲဆိုတဲ့အခါကျအကြမ်းမြင့်ကြည့်တာပေါ့ကွာအဲ့လူနာအမေးကြီးကတော့မနက်ခင်းအိယာထားတဲ့အခါနော်စီးရင်ကတိပောက်ချင်တဲ့အခါကျတော့ငငယ်တော့ကလိုပဲစီးရင်တင်းနေတဲ့အခါကျတော့အဲဒီလိုမျိုး မနက်ခင်းရထားတဲ့အခါမှာဒီရွှေပန်းကတော့အဲ့လိုမာသေးလားထောင်မတ်မှုရှိသေးလားဟာမနက်ခင်းမိုင်းတော့ဆရာအဲ့ဒါကနည်းနည်းပါပါထောင်သေးတယ်ပေါ့နော်အဲအဲ့ဒါဆိုအချိန်နေကောင်းတယ်အဲ့ဆိုပန်းညိုးတဲ့အစ်စ်မှာပဲရှိတာနော်အဲ့တော့အဲသူ့ရဲ့အဲဒီဒီမိန်းမနဲ့တော့လကောင်ကြီးစားနဲ့တော့လကောင်နော်မုစကူဒူးတဲ့အခါကျမှပဲအဲ့လိုပျော့ပျော့ကြီးဖြစ်ပြီးဆက်ဆန်ရတာအဆင်မပြေတာဆိုရင်အဲ့ဒါဆေးပေးလိုက်ရင်ဆေးပေးလိုက်လို့ရှိရင်ပြန်ကောင်းတယ် မနက်ခင်းပိုင်းမှာလည်းပဲသူကစီးအိမ်တင်းနေတဲ့အခါမှာနည်းနည်းလေးထောင်သေးတယ်နော်လုံးဝမထောင်တဲ့အဆင့်ကိုမဟုတ်ဘူးနည်းနည်းလေးထောင်သေးတယ်ဆိုလို့ရှိရင်စေးပေးလိုက်လို့ရှိရင်လုံးဝပြန်ကောင်းတယ်နော်အဲတချို့ကကြတော့မနက်ခင်းလည်းမထောင်ဘူးညလည်းမထောင်ဘူးပဲအချိန်မှမထောင်တော့ဘူးเนาะအဲ့လိုမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ကတော့အဲ့ဒါ ပန်းတည်တဲ့အဆင့်ကိုရောက်သွားတာအဲ့လိုမနက်ခင်းအိမ်ယာထစီးရင်တင်းနေတဲ့အချိန်မှာနည်းနည်းလေးတော့မှမလာတော့ဘူးမထောင်တော့ဘူးဆိုရင်တော့စီးပေးလေမတတ်တာတော့ဘူးထမလာတော့အဲ့ဒါဆိုလို့ရှိရင်တော့ပန်းတည်တဲ့အဆင့်ကိုရောက်သွားတာအဲ့ဒါဆိုရင်ကုကခတ်သွားပြီဗမာပြည်မှာကုရတာလည်းအဆင့်မပြေတော့ဘူးနော်အဲ့ဒါဆိုလို့ရှိရင်တော့တကယ်နော်အဲ့ဒါစီလန်းချောင်းနဲ့ကြောက်စီစီလန်းချောင်းနဲ့ပတ်သက်တဲ့ဆရာဝန်ကြီးတွေနဲ့အဲ့အဲ့ဒါတည်တည်ချာချာပြရမှာဖြစ်တယ်နော်အဲ့တော့ကျတော့ကျွန်တော်တို့ဒီပြည်မှာစေခန်းနေမှာတော့ကုစရာအဆင့်မရှိတော့ဘူးအဲ့တော့ အလွယ်ပြောရလို့ရှင်ပြည်မာစင်းကန်းနေမှာကုတ်လို့ရတဲ့နေသားဆိုတာကမနေ့ခင်းမိုင်းစီးသွားတဲ့အခါမှာနည်းနည်းထသေးတယ်ထောင်သေးတယ်ဆိုရင်တော့အဲ့ဒါကပန်းညိုတဲ့အဆင့်ဆိုရင်တော့စီးတွေပေးလိုက်လို့ရှင်ဘာဖြစ်လဲဆိုတော့ပြန်ကောင်းတယ်နော်အဲ့အရာလေးကိုသိစေချင်တာလုံးဝဘာလို့လို့မထတော့ဘူးမနေ့ကင်းလည်းမထတော့ဘူးနော်ဘယ်ချိန်မှမမထမလာတော့ဘူးနော်ဒီတိုင်းပဲဆိုရင်တော့စီကူကဒါခတ်သွားပြီအဲ့တော့ကုဖို့တိတ်မလွယ်ဘူးတော့နော်အဲ့အရာလေးကိုကျမကြီးဘုရားရအောင်ပြောပြတာဘိုင်ဘိုင်